အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့တမန်ဒေါ်နယ်ထရမ့်က Ukraine နဲ့ Russia တို့ရဲ့စစ်ပွဲအကြောင်းကိုဖြေမရှင်းတော့ဘူးလို့ပြောပြတာနဲ့အခုအဆိုးအဝါးဆုံးတိုက်ခိုက်မှုကို Russia ကပြုလုပ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် တဲ့င်းအပြည့်စုံကတော့ NPC News ကနေပြီးတော့ဒီကနေ့ April 24 2025မှာယူကရိန်းနိုင်ငံသားများနဲ့၎င်းတို့ကိုထောက်ခံအားပေးနေတဲ့နိုင်ငံရခြားမှာရှိတဲ့သူတွေကိုတုံ့ပြန်တဲ့အနေနဲ့နိုင်ငံရေးအရေးခြုံထားတာကိုခွာခြားလိုက်ပြီးသမရပုတင်ဟာ၃နှစ်ကြာနေပြီဖြစ်တဲ့ဒီစစ်ပွဲအတွက်ပြင်းပြင်းထန်ထန်တောင်းဆိုမှုတွေကို ပြုလုပ်လျက်ရှိပါတယ်။ရုရှားကနေယူကရိန်းကိုတိုက်ခိုက်မှုတွေပြုလုပ်နေခဲ့တဲ့၃နှစ်အတွင်းမှာအခုနောက်ဆုံးကျဲချလိုက်တဲ့ အဖြက်ဆွားအားအမြင့်ဆုံးဘုံတလုံးကိုဘုံတလုံးကြောင့်အ ਨੇ ဆုံးလူ၈ဦးသေဆုံးခဲ့ပြီးအယောက်၄ဒဏ်ရာရရှိသွားကြောင်းသိရပါတယ်။အဲ့ဒီလိုကြဲချလိုက်တာကတော့ဒေါ်နယ်ထရမ့်ရဲ့ကြောင်းဝယ်ညှိနှိုင်းပေးမှုအပေါ်ယူကရိန်းသမ္မတရဲ့တုံ့ပြန်ချက်တွေကလက်မခံနိုင်စရာ ဖြစ်ပြီးသမ္မတထရမ့်ကညှိနှိုင်းဆွေးနွေးပေးမှုကိုရုတ်သိမ်းလိုက်ပြီးနိုင်ပိုင်းအကြမှာပဲရုရှားကကြဲချလိုက်တာပါ။ ူကရိန်းသမ္မတဟာတောင်အာဖရိကကိုသွားနေတဲ့ခရီးစဉ်ကိုချက်ချင်းဖြတ်တောက်ခဲ့ပြီးအဲ့ဒီဘုံတံခံလိုက်ရတဲ့နေရာကိုအမြန်ပြန်လာကပြုပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပါပြီ။ယူကရိန်းရဲ့မီဒီယာတွေပြောတာကတော့ရုရှားဟာလူတွေကိုတတ်ပြီးတော့ပြင်းထန်တဲ့ဖိအားတွေနဲ့တိုက်ခတ်မှုတွေအပေါ်တောင်ဝင်ခံမှုကိုရှောင်ရှားလျက်ရှိပြီးယူကရိန်းသမ္မတကတော့စိတ်မကောင်းစွာနဲ့ပဲအပြည့်အစည်းများကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုံဆောင်လျက်ရှိပြီးအဆောက်အဦအပြည့်အစည်းများကိုရှင်းလင်းလျက်ရှိကြောင်း သိရပါတယ်။ KF မြို့ရဲ့တောင်ဘက်မှာတော့ drone 140စီးနဲ့ဒုံးကျည်အလုံး80လောက်ပစ်ချခံခဲ့ရပြီး drone 64စီးကိုတော့ Ukraine ဘက်ကပစ်ချနိုင်လိုက်ခဲ့ကြောင်း Ukraine ရဲ့လေတပ်ကပြောပါတယ်။ Ukraine ရဲ့နိုင်ငံသားရေးဝန်ကြီးကလည်း Ukraine စစ်ပွဲမှာအကျယ်လုံးဆုံးနဲ့အကြောက်မဲ့ပွဲအကောင်းဆုံးများတိုက်ပွဲတစ်ခုဖြစ်ခဲ့ကြောင်းပြောပါတယ်။နောက်ပိုင်းမှာ Ukraine တာဝန်ရှိသူတွေကထပ်မံပြောတာကတော့ မူလတည်ဆုံးသွားသူ၈ယောက်အစား၉ယောက်လို့ပြောပြီးတော့ဒဏ်ရာရရှိသွားသူတွေကတော့အယောက်80လောက်ရှိခဲ့ကြောင်းကြေညာသွားပါတယ်။အဲ့ဒီတိုက်ခိုက်ခံခဲ့ရတဲ့ Kiev မြို့ဟာဆိုရင်တော့ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ကြီးတစ်ခုဖြစ်ပြီးမြို့တော်ဝင်ကပြည်သူတွေကိုတတိနဲ့နေထိုင်သွားကြဖို့မှာကြားထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ဧပြီလ23မှာ တမရထရန့်ကြိုးစားပေးခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုမှာယူကရိန်းဘက်ကပြောဆိုတာကိုလက်မခံနိုင်လို့အမေရိကကညှိနှိုင်းရေးစပွဲကနေထွက်ခွာခဲ့ပြီးနောက်ဖြစ်ခဲ့တာပါတမရထရန့်ကပြောတာကတော့ပထမကျွန်တော်ထင်တာက3ပွင့်ဆိုင်ရှိဆွေးနွေးပွဲဟာတော်တော်အခြေအနေကောင်းမွန်နေမယ်လို့ထင်ထားခဲ့ပြီးတော့ယူကရိန်းတမရရဲ့ခေါင်းမာမှုဟာတော်တော်ဆိုးရွားခဲ့တာကြောင့်အဲ့ဒီညှိနှိုင်းမှုကိုတမရထရန့်ကရပ်တန့်ပစ်လိုက်ပြီးအစည်းအဝေးကနေထွက်ခွာခဲ့ပါတယ် အဆိုပါနဲ့အစောပိုင်းမှာတော့တမရထရမ့်ဟာသူ့ရဲ့ကိုပိုင် Truth Social Media မှာတော့ယူကရိန်းတမရနဲ့ Wall Street Journal တို့မှာတွေ့ဆုံစဉ်ကအမေရိကရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုတံပြန်လိုက်တဲ့အပေါ်ဉာဏ်ပညာအမျှော်မြင်မဲ့စွာနဲ့ပြုလုပ်ခဲ့တဲ့လုပ်ရပ်ပဲဖြစ်ကြောင်းရေးသားထားပါတယ်။အမေရိကနိုင်ငံသားဝင်ကြီး Rubio ရဲ့အထူးတန်တမန် Steve Witkoff တို့နဲ့အင်္ဂလန်ရှိအစင်းမြင့်အရာရှိတို့နဲ့တွေ့ဆုံဆွေးနွေးပွဲဟာလည်းပြတ်ပြားသွားခဲ့ရပြီး အောက်ခြေအဆင့်ဝင်ကြီးများသာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရပါတယ်။အမေရိကရဲ့အထူးတန်တမန်ဝစ်ကော့ဖ်ကတော့အခုသတင်းပတ်မှာရုရှားကိုခီးထွက်ခွာရန် ပြင်ဆင်ထားပြီးသမ္မတပူတင်နဲ့တွေ့ကာဆွေးနွေးပွဲများပြုလုပ်ရန်စီစဉ်ထားကြောင်းအင်ပီရိုကပြောပါရုရှားရဲ့ခရမလင်နန်းတော်မှာပြောရေးဆိုခွင့်ရှိသူကတော့ဒီကနေ့ကြာသပတေးနေ့မှာဖြစ်ဖြစ်ခဲ့တဲ့တိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ဘာမှမပြောသွားပါဘူး။ရုရှားရဲ့နိုင်ငံရေးဝန်ကြီးဌာနပြောခွင့်ရ မာရီယာဇခရိုဗာကတော့ခီယက်မြို့ရဲ့စီဇန်စီဇန်နေနိုင်ရေးအဆင်မပြေလာမှုဟာပုံမိုးဆိုးရွားလာစေတယ်ဟု ပြောသွားပါတယ်။ရုရှားတပ်မတော်ကလည်းယူကရိန်းရဲ့ဒရုန်းတွေစုစုပေါင်း88စီးကိုတညရဲမှာရင်ပြစ်ချနိုင်ခဲ့ကြောင်းပြောပါတယ်။စစ်ပွဲမှာရုရှားရဲ့ပါဝင်မှုကိုတိုင်းတာရတာအလွန်ခက်ခဲပါတယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုရင်တော့ပူတင်ရဲ့သဘောထားကွဲလွဲမှုနဲ့ပူတင်ရဲ့ စစ်တပ်ဟာနိုင်ငံရေးအတိုက်ခံတွေကိုနှုတ်ဆက်ရန်ဖိအားတွေပေးထားလို့ဖြစ်ကြောင်းမီဆိုပင်ဆိုစီကမူမော်စကိုမြို့မှာရှိတဲ့ Lavada Center မှာစစ်တမ်းကောက်ယူချက်မှာတော့၈၀ရာခိုင်နှုန်းဟာရုရှားကစတင်ခဲ့တာလို့ပြောပါတယ်။သမရပူတင်ကတော့အခုအခြေအနေများအရာတစ်ခုပဲရှိတာကတော့ယူကရိန်းဘက်ကနေအပြစ်ခတ်ရပ်တန့်ပြီးလက်နက်ချပြီးငြိမ်းချမ်းရေးအတွက်ဆွေနွေးပို့တောင်းဆိုမှသာသူ့အနေနဲ့ပြန်လည်ပြောဆိုရန်စမ်းသပ်ရှိကြောင်း ြတ်သားစွာပြောဆိုလိုက်ပါတယ်။တချိန်ထဲမှာပဲယူကရိန်းသမ္မတနဲ့သူ့ရဲ့အစိုးရလူကြီးတွေကတော့ရုရှားရဲ့အခုလိုကမ်းလှမ်းမှုမျိုးကိုတော့ဘယ်တော့မှလက်မခံနိုင်ဘူးလို့ပြောပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။တင်းငါတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့တင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နေသက်ခရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye